ဒီနေ့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာမန္တလေးမြို့နယ်ပြင်မနာမြို့အနီးကိုဗဟိုပြုပြီးအင်အားအနှင်းငယ်ရှိတဲ့ငလျင်နှစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ဧပြီလ18ရက်မနက်3:59မိနစ်49စက္ကန့်မှာမန္တလေးမြို့ရဲ့အနောက်အနောက်မြောက်ဘက်၄မိုင်ခန့်အကွာကိုဗဟိုပြုပြီးအနက်17ကီလိုမီတာ AR Richter scale 3.9အစင်းရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းမိုးစလကထုတ်ပြန်ပါတယ်။ဒါပြင်ဒီကနေ့ဧပြီလ18ရက်နေ့မနက်9:39စက္ကန့်အချိန်မှာလည်းပြင်မနာမြို့ရဲ့အရှေ့တောင်ဘက်မိုင်30ခန့်အကွာကိုဗဟိုပြုပြီး AR Richter scale 3.5အနက်17ကီလိုမီတာမှာအင်အားအနည်းငယ်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ထားတာပါ။ ဒါပြင်ဧပြီ18ရက်မြန်မာနစ်စံတရက်နေ့ည8:22မိနစ်14စက္ကန့်မှာလေကဘာကြီးမြင်ကလေးစခန်းရဲ့အနောက်မြောက်ဘက်29မိုင်ခန့်အကွာဝေးတဲ့မြန်မာနိုင်ငံပြည်ရင်တိုက်ကြီးမြို့ရဲ့အရှိတောင်ဘက်9မိုင်ခန့်အကွာမြောက်လက်တီတို့စက်ခွန်တက်သမ25ဒီဂရီအရှိလောင်ကြီးတို့65တက်သမ66ဒီဂရီအနက်30ကီလိုမီတာကိုဗဟိုပြုပြီး AR Star Scale 3တက်သမ1အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်ကလေးတစ်ခုလှုံ့ရှားသွားတယ်လို့မိုးစလကထုတ်ပြန်ထားတာဖြစ်ပါတယ်